စကားကိုချိုချိုသာသာမပြောဘူးဒီကနေ့မင်းသေးဘေးဆိုင်ပြီးကွာဆိုပြီးလှေပေါ်ကနေပြီးတရားနာပြိတ္တကြီးခြေောင်းနဲ့ဇုံပစ်ကန်ချလိုက်မှောင်မဲနေတဲ့ချိန်ဆိုတော့ဘသူကလုံမှမသိဘူးဟာဟေးဘယ်ဘသူကဟာကတော့ချာပေါ့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 ကာကာကြီးလည်းမြုပ်သွားကိုယ်ကလည်းပြောရင်းစွင်မြုပ်သွားဟေးဟေးလေ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 ာကလေလောကငါလေဘော်တီး ငါလေးဘောတင်မြင်းစိပြန်ဖို့ကြမြင်းစိဘူးဘာပြောမိမဲ့မြုပ်မြုပ်သွားတော့ဗဇက်ကမပြီးတော့ဒီလိုနဲ့တွန်းချလိုက်တာတရားလာပြိဿကြီးတွန်းချပြီးတော့လှေခတ်တုတ်တုတ်လှုပ်ပြေးကြနေရစ်ပြီမင်းသားမင်းသားနေရစ်တဲ့နောက်ရွှေနန်းတော်ကြီးကပြန်ရောက်ကြတော့ဟဲ့ငါဤသားတော်ကိုဒုထာကုမာရ မှတ်လားပါဗျာမြစ်စိရေကစားသွားကြတဲ့အချိန်ခါမှာမိုးကြီးလေကြီးကြပြီးတော့မှတ်လားပါဗျာအမျိုးမျိုးရှာတော့လေတားတော်ကြီးဒုထကုမာရမတွေ့တော့ပါဗျာอืมသူ့ကြမှာသူ့ဖန်တီးတာပဲထင်ရကွယ်တော့ငါသားလည်းငါသားပဲအတော်ဆိုးတာငါမသိလို့မဟုတ်ဘူးဟဲ့ဟဲ့မင်းကြီးများဗျာ ာသာဆိုတာမင်းတို့သိကြရဲ့မှတ်လားပါမှတ်လားပါမေးတာမဟုတ်ဘူးသိကြရဲ့လားမဆိုးပါဘူးဗျာမဆိုးပါမင်းနဲ့ငါမင်းလိုလိုက်မင်းဆိုင်တင်ပါနဲ့ငါသားဆိုတာငါရှင်မရင်သိမှတော့မင်းတို့အမတ်တွေသိရမယ်ဗောတိုင်သူပြည်သားနန်းတွင်သူနန်းတွင်သားများရဲ့အပေါ်မှာမောင်မောင်ပါပါနဲ့သားဆိုးလာ냐တော့လဲပဲကို့မှကို့ဤရင်မှဖြစ်တဲ့သွေးမို့ မြက်လက်ချိုသွေးပြီးတော့သာလာခဲ့ရတန်တော့ကွယ်တော့သူ့ကြမှာသူ့ဖန်တီးတဲ့ကိစ္စကအဲ့ဒီအကြောင်းကိစ္စတွေလည်းပါတယ်ဒါကြောင့်မင်းကြီးများရှိစေတော့ဘယ်လိုရှာလို့မှမတွေ့တာဖြင့်သူ့ကံပေါ့နဲ့ဘယင်ကြီးကလည်းဖြေလို့ရတဲ့ဖြေလို့ရရဲ့ရကြတော့လေတဖြည်းဖြည်းတော့တရားနာပိတ်တာတဖြည်းဖြည်းတော့တရားနာပိတ်တာတည်သွားတယ်လို့အောက်မေ့သဖြင့် သေသောသူကြာရင်မေ့ကြသဘောမေ့ဘူးလားပြိဿကြီးသူတို့သေတယ်ဆိုပြီးမေ့နေကြတော့လေဟောတရားနာပြိဿဒုဋ္ဌကုမာလာကမသေဘူးကျွတ်ဆုပ်ကလေးလို့ပေါ်လိုက်မြုပ်လိုက်မြုပ်လိုက်နေတော့ဘျိုးမနဲ့တစ်တုံးကြီးတုံးညောလာဟာဝလေးဖျားဖျားဖျားဒုဋ္ဌကုမာလာဖျားတာဟင်တော်သေးရဲ့တော်သေးရဲ့ဆိုပြီးတစ်တုံးကြီးတအားလှမ်းဆွဲလိုက်တစ်တုံးကြီးဖက် ဟမလေးမောလိုက်တာဒုထာကုမာကမင်းသူများလှုပ်